အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ကျွန်တော်တို့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါဒီနေ့ထုံးကနေမြန်မာစံတော်ချိန်9နာရီကျော်ပတ်ချာလဲဝင်ညင်မှာတော့ဒါကျွန်တော် Manchester United အပြောင်းရွှေ့တဲ့နေ့ရောတင်းစုံတွေကိုတနေရာထဲမှာကျွန်တော်အနေနဲ့တင်ဆက်ပေးခြင်းပါတယ်အဲ့တော့ဒီလက်ရှိမှာတော်တော်လေးကိုဟစ်ဖြစ်နေတဲ့ပထမဆုံးသတင်းတစ်ပုဒ်နဲ့ကျွန်တော်စာခြင်းတယ်ကိုယ်မိုင်းလူကိစ္စပဲ ကိုယ်မိုင်းနေနေအခုလက်ရှိရူဘင်အာမိုရီရဲ့လက်ထက်မှာသူထင်ထားခဲ့တဲ့အတိုင်းပဲနေရာမရတဲ့အတွက်ကြောင့်မလို့လာမင်းစောင်းရတဲ့အပြောင်းရွှေ့မှာတော့ United အသင်းစီကနေပြီးတော့အငှားနဲ့ထွက်ခွာတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကို Sky Sport က LS Cook က Ben Jacob ရဲ့သတင်းတွေကနေတက်လာခဲ့တာဖြစ်တယ်ပြောချင်တာကတဖြည်းဖြည်းနဲ့ Tier 2 Tier 3 level ထိတက်လာခဲ့ပြီဖြစ်တယ်အဲ့တော့ကိုယ်မိုင်းနေနေအခုလက်ရှိရူဘင်အာမိုရီလက်ထက်ကလက်လက်အောင်မှာဒါကျတော့ဒီနှစ်နွေရာသီမှာကလေးကသူ့အနေနဲ့အသင်းပြောင်းဖို့အတွက်ကြိုးစားခဲ့ပေမဲ့ရူဘင်အာမိုရီကိုအသင်းဘက်ကကိုဆွဲထားခဲ့တဲ့အတွက်ကြောင့်မလို့ကစားသမားနေ နဲ့နေခဲ့ရတဲ့အနေအထားမှာရှိတယ်။ဒါပေမဲ့လက်ရှိမှာကစားသမားတွေကသူပြောထားခဲ့တဲ့သူထင်ထားခဲ့တဲ့အတိုင်းပဲရူဘင်အာမိုရင်းရဲ့လက်အောက်မှာဒါဘလူနီနဲ့မှာဒါကျွန်တော်မိနစ်တွေလဲတဖြည်းဖြည်းနည်းလာခဲ့ပြီးလက်ရှိမှာသူ့အနေနဲ့ဦးဂါဒင်းဒါကျွန်တော်ကာဆယ်မဲရူကိုကြော်ပြီးတော့နေရာမရတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့လာမဲ့စောင်းရာတီအပြောင်းရွှေ့မှာတော့ဒါကျွန်တော်တို့ အဲမယ်ကိုဘီမိုင်းရီနဲ့6လအငှားနဲ့ဒါကျွန်တော်တို့နိုင်ငံခြားထွက်သွားဘူးတော့လက်ရှိမှာရခိုင်နှုံးနေများလာခဲ့ပြီဖြစ်တယ်။အဲလက်ရှိမှာဒါကျွန်တော်အန်တိုနီယိုကွန်တီအသင်းဖြစ်တယ်ဒါကျွန်တော်တို့အာနပိုလီအသင်းကလည်းဒါကျွန်တော်ဒီကစားသမားကို6လခေါ်ဖို့တဲ့စိတ်ဝင်စားတယ်။ဒါပေမဲ့နပိုလီအသင်းကရှင်းတယ်သူတို့အနေနဲ့6လကြီးပဲတော့မဟုတ်ဘူး။ချိန်နှစ်သက်တယ်ဆိုရင်တော့အပိသက်ခေါ်ယူပိုင်ခွင့်ဆိုတဲ့ပုံစံလေးတော့တွားကျင်တယ်။ဒါပေမဲ့လက်ရှိမှာ United ကသူတို့ရဲ့ကစားသမားကိုဘီမိုင်းနူကအသင်းအတွက်တန်ဖိုးကြီးတဲ့ကစားသမားဖြစ်ပြီးလက်ရှိနီးပြအောင်မှာပဲတိုင်ပတ်နေတဲ့အတွက်ကြောင့်မလို့ကိုဘီမိုင်းနူကိုသူတို့အနေနဲ့အသင်းကနေလွယ်လွယ်ကူကူပေးပြီးတော့ ော့လုံးဝမသွားခြင်းဘူးဒါပေမဲ့ကိုယ်မိုင်းသူကရှင်းတယ်သူ့အနေနဲ့ဒါကျတော့သူကသူ့သူ့လိုကစားသမားမျိုးအတွက်သူကကစားသမားအတွက်ဒါမိနစ်ပိုင်းလိုတယ်ပြီးတာကျွန်တော်အင်္ဂလန်နိုင်ငံအတွက်သူ့အတွက် represent လုပ်ဖို့အတွက်ဆိုရင်တော့မိနစ်များများကစားမှဒါနီးပြားကသူ့ကိုမြင်မှာဖြစ်တယ်အဲ့တော့ဒါသူ့အနေနဲ့ရှင်းပါတယ်ဒါ United ဘက်ကဒီချိန်မှာတော့ဘလောက်ပဲတတသူ့အနေနဲ့အငှားတော့လုံးဝ100%ထွက်ကစားတော့မယ် Ruben Amorim ကိုတိုင်ကလက်ရှိမှာဒုတိယအချိန်မှာတော့တားဖို့မရှိဘဲနဲ့ United ဘက်ကတော့အခုချိန်မှာတားမလားမတားမလားမသိကြတဲ့ပုံမှာရှိတယ်ဒါပေမဲ့ Antonio Conte ရဲ့လက်ရှိဒါကျွန်တော် Napoli သင်းကဒါကျွန်တော်တို့ ကိုမိုင်းလူကိုခေါ်ယူဖို့အတွက်လက်ရှိမှာ တော်တော်လေးကိုဒါရာဂိုင်နှုန်းများများလာတဲ့အသင်းတစ်သင်းဖြစ်တဲ့ဥစားကို Sky Sport ကပြောလာခဲ့ရတယ်။ဒါပေမဲ့ပြည်တွင်းကကလပ်တွေဖြစ်တဲ့ Aston Villa နဲ့ Newcastle United အသင်းကတော့ဒါကျွန်တော်တို့အနေနဲ့ကလည်းဒါကွေးလေပိုင်းဟာဒါကိုယူမိုင်းသူကိုခဏတာခေါ်ယူခြင်းနဲ့သုံးအောင်ရှိတယ်။ Aston Villa ကပူဆိုးတယ်။ Aston Villa အသင်းနဲ့ခုလက်ရှိမှာဥရောပပွဲတွေကိုလည်းကစားနေရတဲ့အတွက်ကြောင့်မို့သူ့အတွက်ကဒါကျွန်တော်လက်ရှိကွင်းလေပိုင်းဆိုင်ရာအတွက်လူလိုတယ်။ဒါကျွန်တော်လက်ရှိဒါ Unai Emery တက်လေဒါထိုက်တဲ့နဲ့ဒါဖြစ်တင်းမှုတစ်ခုဖြစ်ပြီးတော့ဒါရေရှည်မှုပဲနဲ့ရေတို့အတွက်လည်းအဆင်ပြေသွားနိုင်တဲ့ကစားသမားတစ်ယောက်ဆိုပြီးတော့လက်ရှိမှာအာ တော့ Aston Villa ဘက်ကယူဆတယ်ဒါပေမဲ့ဒါကိုဗီမိုင်းလူကတော့ရှေးမှာတယ်သူလည်းငါးထွက်ကစားခဲ့မယ်ဆိုရင်တော့သူလည်းပြည်တွင်းမှာကစားတာဒီဆိုင်တော့ပြည်ပမှာကစားတာကသူ့အတွက်ပိုတင့်တော်လိမ့်မယ်လို့ကစားသမားကယူဆတယ်တော့ကြောင့်မို့တာအကဲနပိုလီနဲ့အဆင်မပြေမှသာ Aston Villa တို့ Newcastle တို့နဲ့စဉ်းစားဖို့နေထားမှရှိတယ်။ Newcastle ကတော့ရှေးမှာတယ်ဒါကိုဗီမိုင်းလူကိုကြိုက်တယ် Eddie Howe ကိုတိုင်ကလည်းဒါကျွန်တော်လက်ရှိမှာကွင်းလေကစားသမားအင်္ဂလန်ကစားသမားဆိုရင်တော့သဘောကျနှစ်သက်ပြီးသားကစားသမားမလို့ကိုဗီမိုင်းလူဆိုရင်တော့ဒါ Eddie Howe ကပြောစရာမရှိဘူးလို့သိရတယ်မှာပါ။အဲ့တော့ရှေးမှာတယ်ယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာဒါကိုဗီမိုင်းလူနဲ့ပတ်သက်ပြီးမကြခင် မှာဆုံးဖြတ်ချက်တစ်ခုချရမယ်။ရူဘန်အမိုရင်းကလည်းလက်ရှိမှာကိုယ်မိုင်းနဲ့အငှားနဲ့ထွက်ကစားမကိစားကိုတားသွားဖို့လုံးဝမရှိဘူး။ဒါတစ်ဖက်ကတော့ကျွန်တော်တို့ကစားသမားကိုယ်တိုင်ကလည်းနိုင်ငံသားထွက်ကစားခြင်းနဲ့အဲ့တော့နိုင်ငံသားကခေါ်ခြင်းနဲ့ကလပ်ပီကတော်တော်လေးရှိတယ်။ဒါကြောင့်နပိုလီမဟုတ်ပဲနဲ့ AC Milan ကလည်းစိတ်ဝင်စားနေတယ်လို့လက်ရှိမှာဒါ La Liga ကကလပ်တချို့ကလည်းစိတ်ဝင်စားနေတယ်လို့တူရကီကကလပ်တွေကလည်းလက်ရှိမှာကိုဘီမိုင်းနူကိုအငှားနဲ့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေကလပ်တွေမှာအများကြီးရှိပါတယ်။အဲ့တော့ကိုဘီမိုင်းနူရဲ့ကလပ်ကလုံးဝလုံးဝမရှားဘူးလို့ပြောလို့ရတယ်မှာပါတယ်။အသင်းကထွက်မယ်ဆိုရတဲ့နေရာမှာလက်ရှိမှာဒါကျွန်တော်တို့စိတ်မကောင်းစရာတရားကစားသမားတွေကနောက် ထက်ဒါအသင်းမှာနေရာရဖို့အတွက်ယုံကန်နေရတဲ့ဒါ Joshua Zigzi ပဲဖြစ်ပါတယ် Joshua Zigzi နေနဲ့လာမယ့်ဒါကျွန်တော်လူရသီတောင်စောက်မှုအတွက်မရှိဘဲနဲ့လာမယ့်စောင်းရသီအပြောင်းရှိမှဒီ Manchester United အသင်းကနေပြီးတော့ပြောင်းသွားဖို့အတွက်ကစားသမားဘက်ကလမ်းဖွင့်ပေးလိုက်ပြီဆိုတဲ့သတင်းကိုတော့ LS Crew ကနေပြီးတော့တင်ဆက်ပေးထားခဲ့တာဖြစ်တယ် LS Crew ကလက်ရှိမှာ Tier 2 Tier 3လာပဲလို့ရှိတဲ့ Benji Cop နဲ့ပေါင်းပြီးတော့ပေါ့နော်အဲ့တော့ Arsenal အသင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Arsenal အသင်းနဲ့မဟုတ်ဒါကျွန်တော်တို့ Manchester United အသင်းနဲ့အခုလက်ရှိမှာဒါ Joshua Zigzi ကိုအသင်းကနေထွက်ခွင့်ပြုမပြုတော့ဒါ United ဘက် ်ကတော့မတိကြသေးဘူးဒါပေမဲ့ကစားသမားဘက်ကလက်ရှိမှာသူ့ရဲ့ minute နေပါလာမှုမှာသူ့အနေနဲ့ဒါကျွန်တော်နီးပြကိုလည်း question ထုတ်တယ်လို့အသင်းဘက်ကိုလည်း question ထုတ်ကြတာတွေ့ရမယ်ဒါကြောင့်မို့လို့ကစားသမားအနေနဲ့လာမဲ့ဒါကျွန်တော်တို့ဆောင်ရည်ပြောင်းရွှေ့ကြရင်ကိုဘီမိုင်းနူလိုပဲသူကအငှားနဲ့မဟုတ်သူကအပိသက်သွားခြင်းမိဒါ United အသင်းမှာသူ director အနာကက်မရှိဘူးလို့ကစားသမားအနေနဲ့တဖြည်းဖြည်းခံစားလာခဲ့ရတယ်။အမှန်တမ်းပြောမယ်ဆိုမမက်ရပါလားကျွန်တော်ဒီနှစ်ဒါကျွန်တော်တို့အဲနွေရာသီအပြောင်းရွှေ့မှာပေါ့နော် Joshua Zigzee နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့နီးပြကုတိုင်ကဒါကျွန်တော် assurance ပေးခဲ့တယ်။ Huawei နဲ့ Joshua Zigzi ဆိုရင်တော့ Joshua Zigzi ကိုသူကပို့ပြီးတောင်းယူပြီး Joshua Zigzi ကလက်ရှိမှာနေရာရမယ်လို့သူပြောခဲ့တာကိုတွေ့ရမယ်။ဒါပေမဲ့လက်ရှိဒီနောက်ပိုင်းပွဲစဉ်တွေမှာ Sasco ကိုပဲအဓိက Sasco of course ဒါကြောင့်အဓိကတိုက်စုံမှုအဓိကတိုက်စုံမှုတုံးတယ်ပေါ့နော်။ဒါပေမဲ့လက်ရှိမှာ Joshua Zigzi ကိုဒါကျွန်တော်အေးပြဿနာကလည်း United ပြဿနာကလည်းနောက်တစ်ခုကဒါတပတ်တပွဲပဲကစားရတဲ့ပြဿနာတော်တော်လေးကိုဆိုးသွားတယ်မြင်တယ်။တပတ်တပွဲပဲကစားရကစားရအတင်းအတင်းအနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ အဲကစားသမောင်းတည်းကမပြီးနိုင်တာကတော့တော်တော်လေးကိုဝမ်းနေဖို့ကောင်းတယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရကျွန်တော်တော့မြင်တယ်ဒါပေမဲ့မြို့သူမင်းဆိုစီကမကျော်ရွှေ60ဘက်ကကျင်တော့မမအောင်လို့မြင်တယ်ကျော်ရွှေ60ဒီနေ့အခုလက်ရှိမှာအသင်းကထွက်ချင်နေဆိုရတဲ့ဂျီပိုင်နဲ့တူရဲ့အေဂျင့်ကိုလက်ရှိမှာဆက်သွယ်ထားရတာပရီးမီယာလိသင်းသတင်းရှိတယ် WhatsApp မသိဘော WhatsApp သင်းကလက်ရှိမှာတိုက်စစ်မူလူအပ်နေတဲ့အသင်းသတင်းဖြစ်ပြီးလက်ရှိမှာ Full Crack ကြီးဘက်ကိုဆက်ဆက်အားကိုးနေရတယ်အသင်းသတင်းဖြစ်တဲ့ကြောင့် Nuno Espirito Santos ကိုနိုင်ငံက60ကိုသဘောကျတယ် WhatsApp သင်းနဲ့60ကိုဒီနေ့ညရာဒီမှာခေါ်ယူပေးနိုင်မယ်ဆိုရင်တော့ Nuno Espirito ဒီနေ့ဆောင်းရဒီမှာခေါ်ယူ ပေးနိုင်မှာဆိုရင်တော့စိတ်စီအတွက်ဒါတော်တော်လေးကိုအဆင်ပြေသွားနိုင်မယ်တဲ့ပေါ့။နောက်ထပ်သတင်းကတော့ကျွန်တော် Everton ။ Everton အသင်းမှလက်ရှိမှာတိုက်စစ်မှုအဖြစ်လူအပ်နေတယ်ဆိုတော့ငြင်းလို့မရအောင် Everton အသင်းနဲ့လက်ရှိမှာသူတို့ဘက်ကတောင်းပန်မှာ Anjay နဲ့ဒါကျွန်တော်တို့စိတ်စီတို့တွဲလို့နေဆိုတော့တကယ်ကိုကောင်းပွားမယ့်အနေအထားမှာရှိရဆိုတော့ပြောစရာမရှိဘူးလို့ကျွန်တော်နေနေမြင်တယ်။တိုးပေမဲ့တော့ညာလဲ Manchester United အသင်းကစိတ်စီရဲ့အနာဂတ်နဲ့ပတ်သက်အခုချိန်မှာဆုံးဖြတ်ချက်မရှိသေးဘူး။ဒါအကောင်လုံးကကျွန်တော်ထင်တယ်နူပြအာမိုရင်းဘက်သွားမထင်တယ်။အာမိုရင်းလက်ရှိမှာစိတ်စီကိုဆွဲထားမယ်ဆိုရင်တော့အသက်ပြိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်။ဒါပေမဲ့လက်ရှိအခြေအနေရတော့ဘာမှသိပြီးမထူးစိတ်စီ နေတဲ့ကစားသမားကိုယ်တိုင်ကသူ့ရဲ့အသက်အရွယ်နဲ့သူဒီမိနစ်လူတဲ့ကစားသမားတယောက်သူ့ကသူခံစားရတယ်။အဲကြောင့်မို့လက်ရှိမှာသူကိုယ်တိုင်ကအသင်းပြောင်းဖို့အတွက်လမ်းဖွင့်ထားတယ်လို့သိရတဲ့အချိန်မှာပါပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာ Manchester United သတင်းတွေနဲ့ပတ်သက်ပြီးတော့ထပ်ပြီးပြောရမယ်ဆို United အသင်းနဲ့ဒါကျွန်တော်ကွင်းလေဘိုင်းအတွက်လာမယ့်နေရာဒီလာမယ့်ဆောင်းရာဒီမှာဒါကျွန်တော်တို့ပြုပြင်ပြောင်းလဲမှုတွေဆက်လက်ပြီးလုပ်သွားမယ်လို့သိရတဲ့အချိန်မှာပါတယ်။ United ကဒီအခုချိန်လောက်ကတည်းကဒါတော့ရှောက်ဆွေးနွေးနေတာကဒါမထင်မှတ်ပဲနဲ့ဒါ Northern Forest ရဲ့ကွင်းနဲ့ကစားသမားဖြစ်တဲ့ Elliot Anderson ပထမအကုန်လုံးထင်ထားခဲ့တဲ့ Elliot Anderson ရဲ့စာချုပ်ထဲမှာဒါကျွန်တော်ညူက ာဆယ်ယူနိုက်တက်အသင်းနဲ့ပြန်ခေါ်ပိုင်ခွင့်ပါတယ်လို့ထင်ထားခဲ့ပေမဲ့လက်ရှိနောက်ဆုံးသတင်းတွေအရဆိုရင်တော့ဒါကြောင့် Fabrizio Romano ပြောပုံအရဆိုရင်တော့ Elliot Anderson စာချုပ်ထဲမှာဒါကြောင့် Yuka ဆယ်ယူနိုက်တက်အသင်းနဲ့ပြန်ခေါ်ပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးမပါဘူးလို့သိရတယ်မှာပါအဲ့တော့ United အသင်းနဲ့ဒီနှစ်ဆောင်းရာသီမှာတော့ Elliot Anderson ကိုခေါ်ယူဖို့အတွက်ကြိုးစားသွားနေတယ်ပြဿနာလက်ရှိမှာဒါကြောင့် Northern Forest ကိုယ်တိုင်ကဒါကြောင့်ကြက်ကြက်ကြက်ကတိုက်ကြက်ဖြစ်နေတဲ့အတွက်ကြောင့်ဒါသူတို့ကိုယ်တိုင်ကဘာဆုံးဖြတ်ရမှန်းမသိရတဲ့ထားမှရှိတယ်ဒီပြအခုတက်လက် Angie Poster Gold Glue ရတဲ့အတိုင်းကျွန်တော်ရေရှည်ရဆက်ခံမှာလားဖြုတ်တော်မှာလားမသိကြတဲ့ဒီထားမှာ ကစားသမားတွေကူတန်ကသူတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဝေဝါးနေတယ်လို့သိရတယ်မှာပါတယ်ကျွန်တော်ပြောရရင်လက်ရှိမှာသူတို့ရဲ့ဒါကွင်းနဲ့ကစားသမားဖြစ်တဲ့ဒါ Morgan Gisway ကူတန်က Tottenham Hotspur အသင်းကိုမပြောင်းလိုက်ရတာသူ့အတွက်နောင်တရနေတဲ့အနေထားမှာတော့ဖြစ်လာခဲ့တဲ့ဆွေသတင်းတွေပါထွက်ပေါ်လာအဲ့တော့ Elliot Anderson အပြောင်းရွှေ့တဲ့ United ကဒါသူ့ရဲ့ agent နဲ့စတင်ပြီးဆွေးနွေးမှုတွေကိုပြုလုပ်နေတယ် United ကဒီနှစ်စောင်းရသည့်အပြောင်းရွှေ့မှာကတည်းက United ကွင်းလယ်ပိုင်းအားနည်းမှုကိုဒါ United ပိုင်ရှင်တွေအုပ်စုကမကြိုက်နှစ်သက်တဲ့အတွက်ကြောင့်ဒီနှစ်စောင်းရသည့်မှာပဲဒီကွင်းလယ်ပိုင်းအားနည်းမှုကို United ဘက်ကပြင်သွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ် အဲ့ဒါနဲ့ပတ်သက် United ကလက်ရှိဒီနေ့ဆောင်းရသည်မှာဒါဘာလဲပေါ့ကိုခေါ်ယူလို့မရနိုင်ဘူးဆိုတော့သူတို့တိတယ်ဒါကြောင့်မို့သူတို့အနေနဲ့ Elliot Anderson ဒါကျွန်တော် Saudi ဘက်က Ruben Neves ကိုခေါ်ယူဖို့အတွက်လက်ရှိမှာစဉ်းစားနေတာဖြစ်တယ် Elliot Anderson ကို United agent နဲ့တခြားဆွေးနွေးမှုတွေပြုလုပ်ထားခဲ့ပြီး Anderson ကိုတန်းကလက်ရှိမှာ Northern Forest မှာသူ့အတွက်ကရေရှည်နေလို့မဖြစ်တော့ဘူးလို့တဖြည်းဖြည်းတွေးလာတယ်ဆိုတဲ့သတင်းတွေပါထွက်လာခဲ့တယ်မှာပါတယ် United ကြီးပွားမှုမှာ Elliot Anderson ကအခုလက်ရှိမှာဒါ Premier League Club 3 Club လောက်ကတရားဝင်ဆွေးနွေးနေတာဖြစ်တယ်လို့သိရတယ်မှာပါတယ်နောက်ဆုံးသတင်းတစ်ခုနဲ့ United အတွက်သတင်းကောင်းကမကြခင်မှာဒါကျွန်တော် Lisandro Martinez ကို United Engine နဲ့ဒုပြန်ပြီးတွေ့ရတော့မယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ United လက်ရှိဒါကျွန်တော် AC ရဲ့ကစားသမားဖြစ်တဲ့ဒါ လီဆန်ဒိုမာတီနက်စ်ကတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းတူမျက်ခင်းစိမ်းတွေပေါ်မှာမကြခင်ပြန်တွေ့ရတော့မှဖြစ်ကြအောင်သူတို့အာဂျင်တီးနားရဲ့သတင်းဌာနဘက်ကတက်လာခဲ့တယ်။အာဂျင်တီးနားသတင်းဌာနကပြောရဆိုတော့ဒါလီဆန်ဒိုမာတီနက်စ်ကအခုလက်ရှိမှာအပေါ်စားဒါကျွန်တော်တို့ training တွေပြန်ဆင်းတော့မှဖြစ်ပြီးတော့နှစ်မကုံငင်ပြန်လာတော့မှဖြစ်တယ်လို့လည်းသိရတယ်မှာပါ။ယူနိုက်တက်အသင်းတွေလီဆန်ဒိုမာတီနက်စ်ပြန်လာခြင်းကတကယ်ကိုကောင်းမွန်တဲ့ပြန်လာခြင်းတစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်။ယူနိုက်တက်အသင်းရဲ့လက်ရှိမှာဒါကျွန်တော်လူရှော့တို့ဘာလို့သုံးလာဆိုင်လီဆန်ဒိုမာတီနက်စ်တို့ဘာလို့ဒါနောက်နောက်တန်းမှာ တုံးပြတုံးချလိုက်တာကပို့ပြီးတော့အသင်းအတွက် impact ရှိမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါက United တဲ့သတင်းကောင်းပေါ့နော်ထားပါလောက်ပါပဲပလုံးပွဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့အပေါင်းကိုညွှန်ကြည့်လို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျများများ clip မှာမြင်မြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကြည့်ကြပါလေကောင်းမွန်တော်နေလေးဒီနေ့ဖြစ်ပါစေစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲ AAC တွေ့ကြတာပေါ့ကျွန်တော်တော့ကွန်ပြူပါဗျအားလုံးပဲကြည့်ကြပါလေဒီပါဗျ